နမေကတော့ဖြိုးစန္ဒာဆိုပါကျမကမြန်မာနိုင်ငံလုံးဆိုင်ရာအလုံသမားတမကများအဖွဲ့ချုပ်ရဲ့လက်ထောက်အထွေတွင်မှုဖြစ်ပါတယ်ပြီးတော့ပြည်ပဆိုင်ရာအလုံသမားရေးရာအဖွဲ့ ILO မှာကျမတို့အမှုဆောင်အဖွဲ့ရှိပါတယ်အဲ့ဒီအမှုဆောင်အဖွဲ့ထဲမှာကျမဒုတိယအလုံသမားကိုယ်စားလှယ်တူဖြစ်ပါတယ်မတ်လထဲမှာကျင်းပခဲ့တဲ့ ILO အုပ်ချုပ်ရေးအဖွဲ့ရဲ့အစည်းအဝေးဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးတော့မြန်မာအရေးနဲ့ပတ်သက်လို့ဘယ်လိုဆုံးဖြတ်ချက်တွေချမှတ်ခဲ့တယ်လဲဆိုတာသိပြရစီရှင် အရင်ဆုံးနည်းနည်းလေးလုပ်ငန်းစဉ်ရှင်းပြခြင်းနဲ့ပေါ့နော်တချို့မီဒီယာတွေမှာလည်းအာဒီမိဘပြည်သူလူထုနဲ့အလုပ်သမားတို့လုပ်ငန်းစဉ်ကို အာနားလည်မှုလွဲနေတဲ့ကိစ္စရှိတယ်ပေါ့နော်မပြီးသေးဘူးလားမပြတ်သေးဘူးလားပေါ့နော်အဲ့ဒါမျိုးပြောတဲ့အခါမှာဒီမြန်မာနိုင်ငံကစုံစမ်းစစ်ဆေးကော်မရှင်ကိုဒီဖွဲ့စည်းစစ်ဆေးဖို့အတွက်ကို ILO ကတာဝန်ပေးလိုက်တယ်စုံစမ်းစစ်ဆေးကော်မရှင်ကဘယ်ပေါ်မှာစုံစမ်းရတာလဲဆိုရင်လောလောဆယ်အသိအပင်ဖွဲ့စည်းခွင့်ရယ်ပြီးတော့အာရမလိုအပ်ခိုင်းစေမှုပေါ့ နော်ဒီပြဌာန်းချက်အမှတ်နေတင်နဲ့ပတ်သက်ပြီးချိုးဖောက်မှုရှိမရှိအဲ့ဒါကိုစုံစမ်းစစ်ဆေးဖို့အတွက်လုပ်ပေးလိုက်တယ်။လုပ်ပေးတဲ့အချိန်မှာစုံစမ်းစစ်ဆေးကော်မရှင်ကအာဒီစုံစမ်းစစ်ဆေးတယ်ပေါ့နော်။ဒီဖွဲ့အာဒီပြဌာန်းချက်အမှတ်အာတကူကလွတ်လပ်စွာအသိဉာဏ်ဖွဲ့စည်းခွင့်ပြဌာန်းချက်မှာ89နောက်တကူကအာဓမလိုအပ်ခိုင်းစေမှုပပျောက်ရေးပြဌာန်းချက်မှာ29ပေါ့။အဲ့ပြဌာန်းချက်အပေါ်မှာစုံစမ်းစစ်ဆေးခိုင်းလိုက်တယ်။အဲ့တော့စစ်ဆေးခိုင်းလိုက်တဲ့အချိန်မှာကော်မရှင်ကမြန်မာနိုင်ငံမှာဒီပြဌာန်းချက်အမှတ်နှစ်ခုပေါ်မှာ ဆိုးရွားစွာချိုးဖောက်နေတယ်ဆိုတာကိုတွေ့ရှိတယ်လို့2023ခုနှစ်ဩဂုတ်လ4ရက်နေ့မှာသူတို့အစည်းအဝေးသာထုတ်ပြန်တယ်။အဲ့ဒီအစည်းအဝေးသာထဲမှာပဲဒီပိုင်းတစ်ထဲဘာပါတလဲဆိုလို့ရှိရင်ကော်မရှင်ကနေပြီးတော့အောက်တိုဘာလ2023ခုနှစ်အောက်တိုဘာလ1ရက်နေ့ထက်နောက်မကြစေဘဲနော်နောက်မကြစေဘဲအဲဘာလဲဆိုလို့ရှိရင်အဲဒီစစ်စစ်တပ်အနေနဲ့ပေါ့နော် အာအကောင့်ထဲပေါ်ဆောင်ရရန်ဆိုတဲ့ဟာကို तू ကပြောလိုက်တယ်ပြောလိုက်တာကအချက်ဆက်တစ်ချက်ပေါ့နော်အချက်မစစ်တဲ့အနေနဲ့ဒီအာဒီအကျဉ်းသားတွေအားလုံးကိုချင်းချက်မရှိအာအမြန်ဆုံးပြန်လွှတ်ပေးဖို့အာဒီနိုင်ငံရေးအကျဉ်းသားတွေအားလုံးပေါ့နော်ချင်းချက်မရှိပြန်လွှတ်ပေးဖို့အလုံသမားတမကအဖွဲ့ဝင်ညီခေါင်းဆောင်ညီအပါဝင်ပြီးတဲ့အခါကျလို့ရှိရင်မြည်သည့်အကြမ်းဖက်မှုမျိုးကိုမဆိုရက်တန့်ဖို့ နော်အာရမလောကခိုင်းစင်မှုရက်တန့်မှုနော်ပြီးတဲ့အခါကျလို့ရှိရင်ဒီလွတ်လပ်စွာထုတ်ဖို့ပြောဆိုဝင်တဲ့ပတ်သက်ရင်ဒီမိုကရေစီအခွင့်အရေးကျင့်သုံးပိုင်ခွင့်နဲ့ပတ်သက်ရင်လုံးဝကိုဒါဟိုချိုးပေါက်နေတဲ့ကိစ္စတွေချက်ချင်းရက်တန့်မှုအာပြီးတဲ့အခါကျလို့ရှိရင်ဒီမိုကရေစီပြန်လည်ထိန်းသိမ်းဖို့အရသာအစိုးရကိုပြန်လည်ထိန်းသိမ်းဖို့အစရှိတဲ့ကော်မရှင်ကနေပြီးတော့လုပ်ရမယ့်အချက်ဆက်တစ်ချက်ကိုသူတို့ပြောလိုက်တယ်လုပ်ပါဆိုပြီးပြောလိုက်တယ်အဲ့ဒါက2023ခုနှစ်အောက်တိုဘာလ1ရက်နေ့ထက်နောက်မကျစေပဲပေါ့ ဒါပေမဲ့တော့အဲ့ဒီအချိန်မှာပဲအချမ်းမစစ်တက်ကသူကပို့ပို့ပြီးတော့ကိုချိုးပေါက်လာတာကော်မရှင်ကပြောထားသည့်တိုင်အောင်သူကပို့ပို့ပြီးတော့ချိုးပေါက်လာတယ်ချိုးပေါက်လာတဲ့အချိန်မှာအရေးယူမယ်မယူဘူးအဲရေးကြတယ်ပေါ့နော်အရေးယူမယ်မယူမယူလို့ညင်ကြတဲ့အချိန်မှာအကုန်လုံးကတော့တရုတ်နဲ့ရုရှားနဲ့ကလွဲရင်တရုတ်နဲ့ရုရှားနဲ့ကလွဲရင်ဂျန်နဲ့အစိုးရတွေဂျန်နဲ့အလုံရှင်တွေအာအလုံသမားအစိုးရကတော့ပြောမနေနဲ့ပေါ့လीနော်အာအရေးယူရမယ်ဆိုတဲ့ဟာကိုသဘောထားကြတယ်ဒါပေမဲ့ဘာကစိုးရိမ်ချက်ရှိနေသလဲဆိုရင် အေးယူလိုက်ရင်တော့ပိတ်ဆို့အေးယူတယ်ဆိုတဲ့ကိစ္စမှာပြည်သူလူထုနဲ့အလုံသမားထုကိုထိမြန်းထိသွားမလားဆိုတဲ့စိုးရိမ်ကြမ်းနဲ့အဲ့ဒါတွေကိုအပြန်လန်လန်စဉ်းစားသုံးသပ်ဆွေးနွေးညှိနှိုင်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အေးအေးယူမယ်မယူဘူးအဲ့ဒီ2023အောက်တိုဘာလ1ရက်နေ့ကနေဆွေးနွေးလိုက်တာမှာဆုံးဖြတ်ချက်ကျသွားတာက2024ခုနှစ်နိုဝင်ဘာလမှာကျင်းပပြုလုပ်တဲ့အမှုဆောင်အစည်းအဝေးမှာဆုံးဖြတ်ချက်ကျသွားတာအေးအေးယူမယ်နော်အေးအေးယူမယ်ဘယ်ရလဲဆိုရင်အကြမ်းဖက်စစ်တပ်က မလိုက်နာတဲ့အတွက်ကြောင့်မလို့ဖွဲ့စည်းပုံအခြေခံစီးမြင် article 33အရအရေးယူမယ်။နော်အဲ့ဆုံးဖြတ်ချက်ကကြာပြီးသွားပြီပြောစရာမရှိတော့ဘူးဒီဆုံးဖြတ်ချက်ကကြာပြီးသွားပြီ။ဒါပေမဲ့အဲ့ဒီအရေးယူမယ့်အထဲမှာဘလို့ပုံစံနဲ့အရေးယူမှလဲဆိုတဲ့နောက်တစ်ဆင့်ကိုဆက်သွားတာဖြစ်တယ်ပေါ့နော်။အရေးယူမယ့်ကဆုံးဖြတ်ချက်ကြာပြီဘလို့အရေးယူမှလဲဆိုတဲ့ဟာကိုဆုံးဖြတ်ချက်ဆက်သွားတာဖြစ်တယ်။အဲ့တော့ article 33ကဘာလဲပြောရရင်ပိတ်ဆို့အရေးယူတာပဲ။ပိတ်ဆို့အရေးယူတဲ့နေရာမှာသူနဲ့ဆက်ဆံရေးလုပ်တဲ့ဟာတွေပါပိတ်ဆို့တွေရပ်တန့်တယ်ပြီးတော့သူ့ရဲ့ဝင်ဝင်ရပေါက်ရလန်းကိုဖြတ်တောက်တယ် အဲဒါတွေအပါဝင်ပေါ့နော်ပြီးတော့အာဒီအာနိပညာငွေကြေးအကူအညီပံ့ပိုးပေးမှုရက်ဆိုင်နေဆိုတော့အဲ့ဒီအဲ့ဒီဟာပဲ article 33ရဲ့အနှစ်ချုပ်ကပြောရင်အဲ့ဒါပဲဆိုတော့အဲ့ဒီအောက်မှာမှဘလို့အရေးယူမှလဲဆိုတော့ကိုအခုအာဒီ match လမှာကျင်းပပြုလုပ်တဲ့အာဒီ GB အစည်းအဝေးမှာအာမူချမ်းပြုစုတာပေါ့နော်အမှုဆောင်ကမူချမ်းပြုစုပိုင်ခွင့်ပဲရှိတယ်ပြီးရင်ဘယ်ဟိုတင်ပေးလိုက်ရမှာလဲဆိုရင်ဂျွန်လနှစ်ရက်နေကနေပြီးတော့73ရက်နေ့ထိမှကျင်းပပြုလုပ်မယ်အပြည့်ပြည့်စာအလုပ်သမားရေးရညီလာခံကြီးကိုတင်ပေးလိုက်ရမှာ ဒါကအမှုဆောင်နေရာမူကျန်းပြင်ပေးထားတာညီလာခံကြီးကအတီးပြုဆုံးမပေးပါဆိုပြီးတော့လုတ်လိုက်တာအဲ့တော့မူကျန်းကတော့ဖြစ်သွားပြီပေါ့နော်အရေးယူမယ်ဘလို့အရေးယူမှာလဲပေါ့အဲ့တော့ဘလို့အရေးယူမှာလဲဆိုတော့ပြောတဲ့နေရာမှာ2000ခုနှစ်ကဆုံးဖြတ်ခဲ့တယ်လို့မျိုးပဲပိတ်ဆို့အရေးယူမှုအားလုံးပါပါတယ်စီးပွားရေးလုပ်ငန်းတွေအားလုံးပါတယ်အဲ့ဒီစီးပွားရေးလုပ်ငန်းမှာမှ तू ကော်မာကုတ်ပြီး including ပြောရတာကဘာလဲဆိုရင် Jeff Fury ရဲ့ကိစ္စတွေနော်ပြီးတော့စစ်လက်နက်အသုံးဆောင်တွေပါပါတယ်စစ်ပစ္စည်းတွေပါပါတယ်ပြီးတဲ့အခါကျရင် ဒီလေးစီကိစ္စပေါ့နော်အဓိကလူလူကိုတတ်နေတာလေးစီနဲ့နော်အာလေးနဲ့ဘုံကျဲနေရဆိုအဲ့ဒါအဓိကပြီးတဲ့ခါကျရင် financial flow ငွေကြေးစည်းစိမ်မှုဆိုတဲ့ဟာပေါ့အဲ့တော့အရမလို့အားစေခိုင်းမှုလွတ်လပ်စွာအသိမင်းဖွဲ့စည်းခွင့်နော်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဒီမိုကရေစီကျင့်သုံးခွင့်ကိုထိခိုက်စေသောမြည်သည့်လုပ်ငန်းမဆိုဆက်ဆက်ရေးမျိုးမဆိုပိတ်ဆို့အရေးယူမှုဆိုတဲ့ဟာကအချက်တစ်ချက်အဓိကအရေးကြီးတာပါလာတယ်ပြီးတဲ့ခါကျရင်အဲ့ဒါတွေမပြီးသေးဘူး နောက်ထပ်ကောင်းတဲ့အချက်တွေလည်း2000ခုနှစ်ထပ်ပို့ပြီးတော့ကောင်းတဲ့အချက်လက်တွေအအဆိုပြုလာနိုင်တာရှိပါတယ်အကြမ်းပြုစုလာနိုင်တာရှိပါတယ်အဲ့ဒါကတော့ဘာလဲဆိုရင်တရားမျှတမှုအကောင့်ထဲအာတာဝန်ခံမှုပေါ့သူတို့ကျူးလွန်ခဲ့မှုတွေအတွက်နဲ့နာခဲ့သူအနဲ့နာဆုံးရှုံးခဲ့ရတဲ့သူတွေအတွက်ပြည်လဲကူစားပေးဖြစ်နိုင်ဖို့ရာအတွက်ကိုတရားမျှတမှုနဲ့ accountability တာဝန်ခံမှုဆိုတဲ့ကိစ္စမှာနော်တပည့်အိုင်းတပည့်အန်ပေါ့နော်လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမကနီဇင်နဲ့အတူပူးပေါင်းဆောင်ရွက်သွားရမယ် နော်ကုလသမဂ္ဂ Human Rights Council နဲ့နော်တည်ထောင်ထားတဲ့ WHO တို့နဲ့အတူပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ကိစ္စတွေပါလာတယ်။ပြီးတဲ့အခါကျလို့ရှိရင်အဖွဲ့ဝင်အဖွဲ့အစည်းတွေ ILO ရဲ့ Constitution ကနေအားလုံးအကြမ်းဖက်စစ်တပ်ကတော့ ILO ရဲ့ Constitution မဟုတ်ဘူးပေါ့နော်။ကျန်တဲ့ ILO ရဲ့ Constitution ကနေအားလုံးကမြန်မာပြည်ကိုအရေးယူတဲ့နေရာမှာ coordinate action နော်လုံးဝအားလုံးညှိနှိုင်းဆက်ဆက်ပြီးတော့ဒီဟာကိုထိတိယောက်အရေးယူဖို့နော်အထိတိယောက်အရေးယူဖို့ဆိုတာပါလာတယ်။ပြီးတဲ့အခါကျလို့ရှိရင် အဲလူခွင့်ရတကြလှူရှားသူတွေအလုံသမားခွင့်ရတကြလှူရှားသူတွေကိုနိုင်ငံတကာဒီလူလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနည်းဥပဒေတွေနဲ့အညီအကာအကွယ်ပေးရေးစောင့်ရှောက်ရေးတွေပါပါတယ်ပြောချင်တာကတော့ဗာလဲဆိုရင်အခုလိုမျိုးပေါ့နော်လူခွင့်ရတကြလှူရှားသူတွေကိုပြန်ဖမ်းပြီးတော့ပြန်ပို့ပေးတဲ့ကိစ္စကြီးတာကွေ့တွေလုံးလုံးမရတော့ဘူးဖွဲ့ဝယ်နိုင်ငံတွေကအစရှိသဖြင့်ဆိုအဲ့လိုအချက်တွေပါလာတဲ့ဟာတွေပိုကောင်းတာပေါ့2009ထက်ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေပါလာတာရှိတယ်ဆိုတော့အဲ့ဒါကိုတော့ အာဒီမတ်လ19ရက်နေ့မှာပြုတ်လို့တဲ့အမှုဆောင်အစည်းအဝေးဝဲကနေပြီးတော့အတီးပြုတ်ပေးလိုက်ပြီဒါကမူကြမ်းဖြစ်တယ်ဆိုပြီးတော့အဲ့ကနေပြီးတော့အခုလာမဲ့နှိုင်းဂျွန်လ2ရက်နေ့နဲ့2ရက်နေ့ကနေပြီးတော့13ရက်နေ့ထိမှလုံမဲ့အာ IRC မှာတင်ပေးလိုက်ပါပြီလို့အဲ့ဒီ IRC မှာတော့မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်နောက်တစ်ခုက IIMM နဲ့ပူပေါင်းဆောင်ရွက်ဖို့ဆိုတာကသူတွေနဲ့ပူပေါင်းဆောင်ရွက်ရမှာပါလေ ဲ့ဒါက ILO ရဲ့အဖွဲ့ဝင်နိုင်ငံတွေရောပြီးတော့ဒီမှာအဓိကပြောထားတာတော့ဘာလဲဆိုရင်ညွန့်ချုပ်ပေါ့နော် ILO ရဲ့ညွန့်ချုပ်ကအဓိကကသဆုံးမဲ့ချက်တွေကိုအကောင့်ထယ်ဖို့ရမဲ့သူဖြစ်တယ်အဲ့တော့ ILO ရဲ့ညွန့်ချုပ်ကိုတာဝန်ပေးလိုက်တာဖြစ်တယ် ILO ညွန့်ချုပ်နေနဲ့သူတို့နဲ့အတူပူးပေါင်းစာပြီးတော့လုပ်ပါဆိုတဲ့ဟာကိုတာဝန်ပေးလိုက်တာဖြစ်တယ်ဒီဆုံးမဲ့ချက်က ဆုံးဖြတ်ချက်အတည်ပြုပြီးသွားပြီဆိုရင်သက်ဆိုင်ရာ ILO အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ရွှေပြောင်းလုပ်သမားတွေကိုနေရပြန်မဖို့ရေးကိစ္စရပ်တွေပါရဆိုတော့ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်ဒီအလုပ်သမားတွေကိုနေရပြန်ဖို့ရရှိရဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုလှုပ်ဆောင်မှုတွေဖြစ်လာနိုင်ပါသလဲအာဆီယံကတော့ရှင်းတယ်အာဆီယံကကုလသမဂ္ဂမှာမြန်မာအတွက်အထောက်အကူမဖြစ်ဘူးအာဆီယံအာဆီယံအစိုးရတွေရဲ့ဟိုအားလုံးလည်းသိကြပါတယ်နော်အာဆီယံအစိုးရတွေမှာဘယ်လိုမျိုးအစိုးရတွေရှိနေတယ်လဲဆိုတဲ့ဟာ အာဆီယံမှာရှိတဲ့ပြည်သူလူထုကတော့မြန်မာဒီမိုကရေစီရေလှောက်ရှားမှုပါအရာ အကောင့်နဲ့ထောက်ခံပေးကြတယ်အထူးသဖြင့်တော့အပြောလို့ရတယ်အင်ဒိုနီးရှားမလေးရှားဖိလစ်ပိန်းထိုင်းလန်နော်ထိုင်းလန်ဒီပင်လေးပြောမှဆိုရင်မြန်မာဒီမိုကရေစီရေအတွက်အများကြီးထိုင်းပြည်သူလူထုနော်ထိုင်းအာဒီ progressive ပေါ်တိုးတက်ရေးလုပ်နေတဲ့အုပ်စုတွေအင်အားစုတွေနော်အရက်ဖက်အဖွဲ့စီလုပ်ပေးကြပါတယ်ဒါပေမဲ့ဖြစ်နေတာကဘာလဲဆိုရင်အာဆီယံမှာရှိတဲ့အစိုးရများဒီအားလုံးသိလို့ရတယ်ဘလို့အစိုးရတွေလဲဆိုတာအဲ့တော့အာဆီယံမှာကလည်း non interference လို့ဒါတစ်ဖက်ကတော့ပြောတာပေါ့နော်ဂျာဝင်ရောက်မဆွတ်ဖက်ရအောင်လို့ပြောတာသူတို့ဝင်ဆွတ်ဖက်ခြင်းတဲ့ကိစ္စအချမ်းမစစ်တပ်ကိုပတ်မိုးပေးခြင်းတဲ့ကိစ္စကြောင့်လည်းသူတို့လုပ်နေတာလည်းရှိတယ်အဲ့တော့သူတို့ဘက်ကသူတို့အာပြောမှန်ဆိုရင်တော့ double standard ပေါ့လေနော်သူတို့လုပ်ခြင်းတဲ့ဟာတွေတော့လုပ်နေတာလည်းရှိပါတယ်ဆိုတော့အာဆီယံကတော့ပြောမှန်ဆိုလို့ရှိရင်အမတို့အနေနဲ့အဲ့ဒီဗာလေအာဆီယံဘုံသဘောတူညီချက်အလုံးမဖြစ်တဲ့၅ချက်ပါနဲ့သူကတက်နေတာဖြစ်တဲ့ကြောင့်မလို့တိတ်ပြီးတော့အာကူလို့မရဘူးဒါပေမဲ့သို့တော့အာဆီယံထဲမှာရှိတဲ့ပြည်သူလူထုကတော့ မြန်မာပြည်သူလူထုနဲ့အတူရက်တီဗီဆောင်ရွက်ပေးနေတာဖြစ်တဲ့ကြောင့်မလို့ပြည်သူလူထုရဲ့အင်အားကိုတော့ယူရမှာဖြစ်တယ်ဆိုတော့အဲ့အတွက်ပြန်ပို့နေတဲ့ကိစ္စတွေမှာတော့ဒါအာဒီလူသားဆန္ဒရဥပဒေရပေါ့နော်အဲ့ဒီဟာတွေကပြန်မပို့ဖို့ဆိုတဲ့ကိစ္စတွေပါလာမှာဖြစ်တယ်ဒါကိုလည်းအမတို့ကအခုဆက်ပြီးတော့အစိုးရတွေကိုလည်းဒါဟိုဆက်တိုးနေပါတယ်ဆုံးဖြတ်ချက်မကြသေးသေးတိုင်အောင်အစိုးရတွေနဲ့တွေ့တဲ့အချိန်မှာလည်းအဲ့ဒါကိုပြောနေတယ်ငါတို့လူတွေကို အဲပြန်ပို့တယ်ဖမ်းပြီးတော့ပြန်ပို့တယ်ပြီးတော့စစ်တပ်လက်ထဲကိုထက်ထဲလိုက်တယ်ပေါ့အဲ့ဒါငါတို့ကိုတတ်တာနဲ့အတူတူပဲငါတို့လူငယ်တွေကိုတတ်လိုက်တာနဲ့အတူတူပဲဆိုတဲ့ဟာကိုသူတို့ပြောနေတယ်ဆိုတော့အဲ့ဒါတွေကိုတော့အမတို့ဒါပြင်းပြင်းထန်ထန်ထိထိရောက်အာဖြေရှင်းနိုင်ဖို့အတွက်ကိုစောင့်ရပါမှာပါလောကကြိုးစားဆောင်ရပါမှာပါဒါကလူငယ်တွေရဲ့ဘဝအနာဂတ်အသက်ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုတော့ဒီလူသားဆန္ဒဥပဒေအရဒါကိုတော့အာပြန်ပြီးတော့ လောက်သွားမှာပါနောက်တစ်ချက်အနေနဲ့စေအုပ်စုကိုအရင်လိုကနေရင်းယူဖို့ဆုံးဖြတ်ချက်အတည်မပြုခင်နဲ့ဆုံးဖြတ်ချက်အတည်ပြုပြီးနောက်ပိုင်းမြမအရင်နဲ့ပတ်သက်လို့ဘလို့ကွာခြားမှုတွေဖြစ်သွားနိုင်ပါတယ်လေတေးကြတဲ့အချက်ဖတ်စစ်သက်ကဘလို့ပဲပြောပြောဟိုဒီ2000ခုနှစ်ဆုံးဖြတ်ချက်ရဲ့အကျိုးသက်ရောက်မှုကိုခန်းစားခွင့်ရခဲ့တဲ့သူတွေခန်းစားခဲ့ရပါတယ်သူတို့သိတယ်သူတို့ဆိုရင်ပို့ပြီးတော့သိလိမ့်မယ် အဲဥမာဆိုလို့ရှိရင်အများကြီးပြောစရာမလိုအမအဖေအမအဖေစစ်တပ်အတွက်ပေါ်တာထမ်းပေးခဲ့ရတယ်အမအဖေကိုယ်တိုင်နစ်နာခဲ့တဲ့သူဆုံးရှုံးခဲ့တဲ့သူဒီထဲမှာအချမ်းပါစစ်တပ်ကဒီ1900ဝန်းစင်1990ဝန်းကျင်လောက်မှာပေါ့သူတို့လူမှုကိုမတရားပေါ်တာဆွဲတာအာရမလိုအားစီခိုင်းခဲ့တာတွေအများကြီးအများကြီးရှိခဲ့တယ်ဒါမှအိုင်ယလိုကဆုံးဖြတ်ချက်2009နဲ့ဆုံးဖြတ်ချက်ကြောင့်အဲ့ဒါတွေဒီအထက်အလျောက်ပြောမှဆိုရင်အကုန်လုံးပျောက်တယ်လို့တော့အမမပြောပါဘူးเนาะအကုန်လုံးပျောက်တယ်လို့လည်းမပြောဘူး ပပြောက်ရီကိုစူးစမ်းနေကြတယ်ဒါပေမဲ့အထိုက်လျောက်ရက်ခဲ့တာအမှန်ပဲဒါဘယ်သူမှညင်းလို့မရဘူးเนาะဒါသမိုင်းထောက်ထားတဲ့ case တွေအမှုတွေရှိတယ်ဒါညင်းလို့မရဘူးရက်တန်နိုင်ခဲ့တယ်ပြီးတော့ ILO ရဲ့ဖိအားကြောင့် sanction ကြောင့်ပေါ့เนาะပိတ်ဆို့အရေးယူမှုကြောင့်အကြမ်းဖက်စစ်တပ်ဒီနိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုကိုခံစားလာရပြီးတော့သူနိုင်ငံရေးပြုပြောင်းလဲမှုမလုပ်ချင်တော့လဲလုပ်ရတဲ့အတိုင်းအတာတစ်ခုတည်းရှိခဲ့တယ်ဒါကြောင့်မို့လို့အကြမ်းဖက်စစ်တပ်က ILO ရဲ့အဲဒီဟိုဟာပေါ့ဖိအားပေးမှုအရေးယူမှုကိုသူသိပါတယ်သူသိတယ် တိလို့လေအခုအဲသူတက်နိုင်ဆုံးအကျိုးသားတုံးသူအောက်ခြေမှာမြေပြင်မှာဘာတွေလှုပ်လာသလဲဆိုရင်အမတို့ CTM IDF နာမည်အတူရောင်တုံးပြီးတော့အတူရောင်သုံးဝင်ဆိုင်ဆိုတဲ့ရန်တွေရဖော်ဆောင်ပြီးသူလိန်ညာဖို့ကြိုးစားတယ်ဒါပေမဲ့ဒီမှာရှင်းတယ်ဒီအမှုဆောင်အစည်းအဝေးမှာဒါသည်လှုပ်လက်စာအသင်းဝင်ပွဲကိုအသင်းဝင်ဖွဲ့စည်းပွဲကိုချိုးပေါက်တာဖြစ်တယ်ဆိုတာတော့အမတို့ကတကရှင်းတယ်ဒါပြောထားပြီးသားဖြစ်တယ်အစိုးရကြီးလည်းသိတယ်သူတို့အတူရောင်ဖန်ပြီးနေဆိုတာသူတို့ရဲ့ဘာလုပ်နေဆိုတာကိုမြင်တယ် ောက်တစ်ခုကကျတော့သူတို့ပချံကဝင်ကြီးတွေเนาะအရာခံအရာရှိတွေပေါ့သူတို့ရဲ့ဘတ်တော်သားအလုံရှင်နေအဲသူတို့ရဲ့ကျိုးကင်လို့ရတဲ့တက်ကြွလှူရှားသူများကတော့အလုံသမားတွေကိုစီးအောင်တာပေါ့ article 33ဆိုတာနေတို့ထိမှာငါတို့မထိဘူးเนาะဒါကြောင့်မလို့နေတို့တားဖို့လိုတယ်ဒါနေတို့ဘဝပြတ်သွားမှာဆိုတဲ့ဟာမျိုးတွေသူတို့ propaganda ပေါ့နော်ဝါရဖြန့်တဲ့ကိစ္စတွေဖြန့်ချီတဲ့ကိစ္စတွေသူတို့လုပ်တယ်အမားတို့ကိုလည်းပုံကိုကြီးကလည်းတိုက်ခိုက်တယ်เนาะအမားတို့ကိုနိုင်ငံပိုင်သတင်းစာတွေပုံကိုကြီးကလည်းတိုက်ခိုက်တယ် ပြီးတဲ့အခါကျရင်အဖွဲ့စည်းကိုလည်းပုံကိုကြီးကတိုက်ခိုက်အဖွဲ့စည်းရလည်းတိုက်ခိုက်တယ်သူတို့တိုက်ခိုက်မှုကိုစလုပ်တယ်ပြီးတဲ့အခါကျတော့နောက်သူတို့အဲ့လိုမျိုးတွေသူတို့မြေပြင်မှာတမန်ထဲလုံနေသလိုဒါမနေ့တော့မနေ့တနေ့တော့ညီမတို့လည်းတီးမှာပါသူတို့ ILO သူတို့လိန်ညာပြီးတော့အစီရင်ခံစာတင်တယ်အဲ့ဒါကတော့ပါလဲဆိုရင်သူတို့ COI ကပြောထားတဲ့အချက်တွေကိုဖိရောက်စွာ effectively and efficiently ထိရောက်စွာနဲ့လိန်ညာစွာအကောင့်ထဲပုံဆောင်ရပါမယ် အချိန်တိုင်းတာတစ်ခုထိပေးပါမယ်ဆိုပြီးသူတို့စာရေးပါတယ်ဒါပေမဲ့စစ်တပ်ကတော့အမြဲတမ်းညာနေကြပါပဲเนาะဒါယုံကြည်လို့မရဘူးဆိုတော့တို့ဒီ ILO ရဲ့ PR ကိုတို့ short ချဖို့အတွက်တို့ညီမျိုးစုံတွေစ조사နေတယ်ဆိုတော့ဥမာတို့ပြောပြတာအဲ့မှာမှာပို့ဆိုးလာတာကတော့ပါလဲဆိုရင်အဲတို့အယောင်ပြတာပေါ့အဲပထမတော့ကလေးစစ်သားမရှိပါဘူးပေါ့เนาะညင်းတယ်ဒါပေမဲ့အဲတို့ပချံဟာတာပေါ့เนาะရည်စရာဟာတာတော့ကလေးစစ်သားပထမတော့မရှိဘူးညင်းပြီးတော့ အာ ILO ကလည်းအခုမူအာတီကယ်33ရအရေးယူမူချမ်းတွေလည်းထွက်လာရောမနေ့တနေ့ကပဲကလေးစစ်သား63ယောက်ကိုခန်းနာနဲ့ပြန်လှုပ်တယ်ဆိုတဲ့ဟာပေါ့နော်ဒါတွေကလည်းအစ်စ်မန်နေလားအထုရောက်နေလားဆိုတော့လည်းဒါအောင်ပြည်သူလူထုနဲ့အထူဒါပူးပေါင်းဆောင်ရပြီးဖော်ထုတ်ရမယ့်ကိစ္စတွေဖြစ်တယ်ပေါ့ဒါကဘာလဲဆိုရင်သူတို့ ILO ရဲ့အရေးယူမှုကိုပြန်လည်တုံ့ပြန်မှုထွက်စူးစမ်းနေတဲ့ဟာတွေအဲ့တော့အချမ်းဘတ်စစ်သက်ကတော့ ဒီ ILO ရဲ့ပိတ်ဆို့ရေးမှုအာဒီ short ရောပါတတစီအတွက်တို့အစမ်းကုန်တို့စူးစမ်းကြလိမ့်မယ်အဓိကတော့ဘာလဲဆိုရင်အမတို့ပြည်သူလူထုဘက်ကလည်းကိုယ့်ရဲ့အခွင့်အရေးအပြည့်အဝရဖို့ဒီမိုကရေစီနိုင်ငံသားအခွင့်အရေးလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်စီရင်ခွင့်အသိအမင်းဖွဲ့စည်းခွင့်အာစစ်သားစုဆောင်အာရမစုဆောင်ခြင်းကိစ္စရတဲ့အပါဝင်မြည်သည့်အာရမလောအားစေခိုင်းမှုမျိုးကိုမဆိုဒီလိုမျိုးဆုံးဖြတ်ချက်တွေကိုကင်ပြီးတော့ပပြောက်အောင်ကြိုးစားတွားကြရမယ်ပေါ့နော်အဲ့ဒါကိုတော့ပြောချင်ပါတယ် အာယယ်လိုလန်းစင်တဲ့စေအုပ်စုကိုအေးအေးပို့ကြိုးစားတာကမျိုးတော်လန်းရင်မှာအရေးတစ်ခုဖြစ်လာနိုင်တယ်လို့ထင်ပါသလားရှင်။ယုံကြည်ပါတယ်အမတို့။ဒါကအမတို့အပြည့်ပြည့်စုံရန်တရားထဲမှာအမတို့အလုံသမားတမကတွေပြည်သူလူထုတွေအသုံးပြုလို့ရတဲ့ရန်တရားလို့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုရင်ကုလသမဂအေဂျင်စီတွေအများစုကအစိုးရတွေနဲ့ကြီးကြီးပဲလုပ်ထားတာဖြစ်တယ်။ဒါပေမဲ့အာယယ်လိုဒီသားလင်း unique နော်တကဟိုလုံးဝထူးခြားပြည်စင်အဖွဲ့အစည်းတစ်ခုဖြစ်တယ်။အစိုးရအလုံရှင်အလုံသမား အာသုံးဝင်ဆိုင်ပါလို့ရတယ်အလုံသမားသမဂ္ဂတွေပါဝင်လို့ရတယ် platform တစ်ခု UN agency တစ်ခုဖြစ်တယ်ဆိုတော့ကိုရီးယားအတန်ကိုအာတိုက်ရိုက်ထုတ်လို့ရတဲ့နေရာဖြစ်တယ်အဲဒါကြောင့်မလို့ဒီဟာကအမားတို့ယုံကြည်လို့လေဒီဒီရန်ရရအမားတို့လုတ်ခဲ့တာဖြစ်တယ်ဒါကလည်းအမားတို့ပါဇက်ပြောမဟုတ်အတွေ့အကြုံတစ်ခုရဖြတ်တန်းပြီးသားဖြစ်တယ်ဗောနော်2009နှစ်ဆုံးဖြတ်ချက်နဲ့အတူအာရွေလျရတဲ့ကိစ္စတွေကိုကိုကိုယ်ကိုယ်တိုင်မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ဟာတွေဖြစ်တယ်အဲ့တော့ ကိုယ့်ရဲ့ယုံကြည်မှုကြောင့်ကိုယ့်ရဲ့အတွေ့အကြုံကြောင့်အာဒါအလုပ်ဖြစ်မယ်လို့ယုံကြည်လို့လဲဒီရန်တရားကိုဒီနေ့ထိဆွဲမချော်ပဲလုပ်ခဲ့တာဖြစ်ပါတယ်။ဘာကြောင့်နောင်နှေးနေရလဲဆိုတဲ့ကိစ္စကိုပြန်ပြောရရင်ပြည်သူလူထုနဲ့အလုပ်သမားဒုကိုထိမှဆိုလို့အားလုံးအဆိုးရများသည့်တွေ့ဝေနေတာစဉ်းစားတုံ့တက်နေကြတာဒီပင်ဖြစ်တယ်လို့ပဲပြောချင်ပါတယ်။ အာယလူညီလာခံမှာစစ်အုပ်စုကိုအေးအေးယူတဲ့ဆုံးဖြတ်ချက်အတည်ပြုနိုင်ရတဲ့အတွက်အလုသမားတွေပြည်သူလူထုတွေဆရာနာရှင်စန့်ချီအစုဖွဲ့တွေအနေနဲ့ဘာတွေဆက်လက်ပြီးတော့လှုပ်ဆောင်လို့ရနိုင်ပါသလဲအာယလူရဲ့ဒီဆုံးသစ်စေးကော်မရှင်တိုက်တွန်းချက်17ချက်ပြီးတော့အာယလူက2021ခုနှစ်အပြည်ပြည်ဆိုင်အလုသမားရေးရခိုင်ညီလာခံကြီးမှာဆုံးဖြတ်ခဲ့တဲ့เนาะဒီမိုကရေစီကိုပြန်လည်ထိန်းသိမ်းထိန်းသိမ်းရမယ်အယသအစိုးရကိုပြန်လည်ထူထောင်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်အဲ့ဒါတွေကိုမိဘပြည်သူလူထုတအုပ်တယောက်ချင်းစီတိုင်းကကင်ဆယ်ထားဖို့လိုတယ် ဒါကိုအသုံးပြုရမယ့်လက်နက်ဖြစ်တယ်။နော်အဲ့မှာမှအကြမ်းဖက်စစ်တပ်ကဒါကိုမလုပ်ဘူးဆိုရင်အာအရေးယူရမှာဒါကိုအရေးယူဝေးပါဆိုပြီးတော့အာရှိနေတဲ့မြန်မာပြည်ထဲမှာရှိတဲ့နိုင်ငံတကာအစိုးရတွေ ILO ရဲ့အဖွဲ့ဝင်အစိုးရတွေကိုဒါကိုသုံးပြီးတော့ပြောရမှာဖြစ်တယ်။အဲ့ဒါကြောင့်မလို့ပြည်သူလူထုရဲ့ဒီအကြောင်းအရာပေါ်မှာဒီရန်နေရာပေါ်မှာသိရှိနားလည်မှုအတိုင်းအတာမြင်မှားဖို့လိုအပ်တယ်။အဲ့ဒါကိုမြင်မှားဖို့ဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေအားလုံးအမားတို့ အအလုံသမားအစုဖွဲ့တွေအားလုံးလောက်ရမယ်တာဝန်ဝင်တွေဖြစ်တယ်။မြန်မြန်အသိပညာပေးရမယ်။ဒါကိုတို့အသုံးပြုတတ်အောင်ဒီလက်နက်ကိုတို့အသုံးပြုတတ်အောင်အာတို့ကိုကကွယ်ရအောင်။ဥမာစစ်သားစုတောင်းနေဆိုရင်ကိုယ့်ရဲ့ကလေးစစ်တပ်ထဲကိုမပါသွားချင်ဘူးဆိုရင်ဒါကိုအသုံးပြုပြီးတော့ပြန်တိုက်ရမှာဖြစ်တယ်။ငါသားသမီးပါသွားတယ်ဒီမှာကြည့်နေတို့လုံလုံမင်းရအောင်ဆိုပြီးတော့အာရလိုအမှုတင်တက်ဖို့လိုတယ်ပြည်သူကပြည်သူတဦးတယောက်ချင်းစီရအမှုတင်တက်ဖို့လိုတယ်။အဲ့ဒါမှ တို့သားသမီးတွေကိုစစ်တပ်ထဲကိုခေါ်တဲ့ကိစ္စချက်ချင်းရက်သွားမှာဖြစ်တယ်။ပြီးတော့ဥပဒေတွေနီးဥပဒေတွေနော်အာရမစစ်မှုထမ်းခိုင်းတဲ့ကိစ္စတွေအာရမလိုအပ်ခိဆိုင်အာရမလိုအပ်စေခိုင်းမှုကိုဖြစ်စေသောဥပဒေတွေတွေ့ရဆိုရင်နီးဥပဒေတွေတွေ့တယ်ညွှန်ကြားချက်တွေတွေ့ရဆိုရင် ILO ချက်ချင်းပို့ရမှာဖြစ်တယ်ဒီမှာကြည့်ဒါတွေကိုထုတ်ပြန်နေရဆိုပြီးတော့အဲ့ဒါဆိုရင် ILO ကဒိုက်ရိုက်ဖိအားက တတို့စစ်တပ်စီကိုသွားမှဖြစ်တယ်ဆိုတော့အဲ့ဒါမျိုးကိုတုံးတအောင်ဒီရန်နီးယားကိုကျွမ်းကျင်ပိုင်နိုင်စွာတုံးတအောင်အမတို့အင်အားစုတွေအားလုံးတပြိုင်တည်းထဲမှာလုပ်ရမယ်။နောက်ပြီးတော့ပြည်သူလူထုရဲ့ဆန္ဒအစစ်မှန်အတန်ကဘာလဲဆိုတာထုတ်ဖော်ပြောဆိုဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုရင်မြေပြင်အခြေအနေမှာအကြမ်းဖက်စစ်တပ်ကလည်းဝါရဖြန့်ချီရေးကိစ္စကိုသူလုပ်မှာပါနော်။ နော်မင်းအောင်လိုင်းနဲ့အပေါင်းပါတွေစက်သက်တွေအားလုံးကလည်းဝါရဖြန့်ချီရေးကိစ္စကိုသုံးပါပါသုံးတဲ့အချိန်မှာအဲ့ဒီဝါရဖြန့်ချီရေးတွေကိုပြန်တိုက်နိုင်တာဒီပြည်သူလူထုရဲ့သတင်းစကားပဲဖြစ်တယ်။ဒါကြောင့်မလို့ပြည်သူလူထုနဲ့ဒီမိုကရေစီအင်အားစုတွေအထူးသဖြင့်တော့ဒါအမတို့ရဲ့အရေးကြီးတဲ့လွတ်လပ်တဲ့သတင်းမီဒီယာဌာနတွေပေါ့နော်သူတို့ရဲ့အခန့်ကဏ္ဍအရေးကြီးတယ်ဒါတွေကိုဖော်ထုတ်ပြီးတော့ဒီရနေ့ရမှာထိရောက်စွာအသုံးပြုနိုင်ရင်အားလုံးလုပ်ကြဖို့လိုပါတယ်လို့တင်ပြခြင်းပါတယ် ။နောက်မေးခွန်းတစ်ခုအနေနဲ့မြန်မာစစ်တပ်ကို ILO အနေနဲ့ဘာကြောင့်အရေးယူတင်တာပါလဲ။ဟိုသူ့မြန်မာစစ်တပ်လို့တော့မသုံးချင်ဘူး။အကြမ်းဖက်စစ်တပ်လို့ပဲသုံးချင်တယ်။အာသူ့ပြည်သူလူတို့သူရဲဆက်ဆာတက်တာလေနော်။အာဘလောက်အမတို့ဒီအမှုဆောင်အစည်းအဝေးပွဲမှာ ILO အမှုဆောင်အစည်းအဝေးပွဲမှာပြည်သူလူတို့တတ်နေတဲ့လေရင်နော်လေရင်နဲ့ဘုံကျဲအာဘုံကျဲနေတဲ့ကိစ္စ jet fuel တွေအာဒီဆလနဲ့အတုံးဆောင်ပစ္စည်းတွေရက်တမှုပြောရက်တမှုဆွေးနွေးနေတဲ့အချိန်မှာ နော်မန္တလေးတိုင်းနေသားကြီးမှာရှိတဲ့ဈေးတစ်ခုကိုနော်ဘုံကျဲလိုက်တယ်။နော်ပြည်သူလူထုတည်သွားတယ်။ဒီဘက်ချက်မှာအစည်းအဝေးလုပ်နေတော့မယ်။ဒါပေမဲ့မြေပြင်မှာကို့လူတွေကပြည်သူလူထုကိုနော်အပြစ်မဲ့ပြည်သူလူထုကဘုံကျဲတက်ခံနေရတယ်။ဆိုတော့ကို့ပြည်သူလူထုကိုဒီလိုမျိုးရက်ဆက်စွာတတ်နေတဲ့သူကတေးကြတယ်။သူတို့ကမြန်မာကိုသားပြုခွင့်တောင်မပေးချင်ဘူး။သူတို့ကအကြမ်းဖက်ဆက်တက်ပဲ။ဆိုတော့အဲ့ဒါကြောင့်မို့လို့ကိုအရေးယူရမှာဖြစ်တယ်။အဲဒီသူတို့အရေးယူမှလူတွေကအရေးယူမှ အာဒီဘာဖြစ်လဲဆိုရင်တာဝန်ခံမှုဆိုတော့ရှိလာမှာအရေးမယူဘူးဆိုရင်တာဝန်ခံမှုဆိုတော့ရှိလာမှာမဟုတ်ဘူးအဲ့ဒီလိုပဲထက်ခါထက်ခါကျူးလွန်နေလိမ့်မယ်ကျူးလွန်တဲ့သူများဒီတို့ဒီအရေးယူခံရမှုမရှိဘူးဆိုရင်ထက်ခါထက်ခါအဲ့ဒီပြစ်မှုကိုတို့ကျူးလွန်လိမ့်မယ်အဲ့တော့အဲ့ဒါမျိုးတွေမရှိအောင်နောက်မှမရှိအောင်ဒါမျိုးတွေကိုအရေးယူရမယ် အဲ့ဒီအရေးယူတဲ့နေရာမှာလဲပြည်သူလူထုအားလုံးအလုံးသမားတို့အားလုံးကတည်တည်ချာချာကိုပူးပေါင်းဆွာဖို့လိုပါတယ်လို့အာအကြံပြုလဲတိုက်တွန်းခြင်းပါတယ်။ ILO ကနေစီအုပ်စုကိုအရေးယူဝင်ဆုံးဖြတ်ချက်ကိုတည်ပြုပေးလိုက်ပြီဆိုရင်နောက်ဆက်တွေဒီဘာဒီဆက်ဖြစ်နိုင်မလဲရှင်။အမတို့အမှုတိုင်ရပါမယ်။အာအမှုပေါ့နော်ကိုသားသမီးပါသွားရင်ငိန်ခံနေလို့မရဘူး။ ဆစ်တက်တွေကိုအတင်းအာရမပေါ်တာခန်းထန်းခိုင်းတဲ့ကိစ္စတွေသွတ်သွင်းခံတဲ့ကိစ္စတွေဒီတိုင်းငြိမ်နေလို့မရပါဘူးโอเคလက်ရှိအခြေအနေမှာတော့တို့ကတော့လန်ဒန်နဲ့ပြည်သူကိုချိမ့်ချောက်နော်တက်ဖြတ်နေတာဖြစ်တဲ့ကြောင့်မလို့တို့တို့တော့သွားပြီးတော့တိုက်ရိုက်တော့တံပြန်လုံးလို့မရဘူးပေါ့ဒါပေမဲ့ဘာလုံးလို့ရသလဲကိုသားသမီးကိုဘသူကလာပြီးတော့ပေါ်တာဆွဲသွားသလားလေဆစ်တက်တွေကိုမင်းနိုင်ခိုင်းတာလေအနာကိုကိုကိုတိုင်းတိနေတာပဲเนาะနီးဆက်ရကိုရဲ့မိတ်ဆွေအပေါင်းအသင်းကိုညီကိုမောင်တို့ကအဲ့လိုဖြစ်ခဲ့တယ်ဆိုရင် အင်္ဂလိပ်ဘာသာနဲ့တောင်မလို့ပါဘူးမြန်မာဘာသာနဲ့ရေးဘသူကနေပြီးတော့ဘယ်အချိန်မှာဘယ်နေ့ရက်ဆွဲမှာဘသူလာလောက်သွားတယ်ဘယ်လိုမျိုးခေါ်ဆောင်သွားတယ်ဆိုတာကို ILO ကိုသတင်းပို့ဖို့လိုတယ်အဲ့ဒီအချိန်မှာ ILO ကနေပြီးတော့အဲ့ဒီလူကိုပြန်ပြီးတော့ကယ်ထုတ်ပေးဖို့လိုပါတယ်ဆိုတော့ ILO နေနဲ့လည်းဒီဆုံးဖြတ်ချက်ကြပြီးတိုင်ကြားရေးမကနေစင်ထူထောင်ဖို့အမားတို့ညွန်ညွတ်ကိုလည်းတင်ပြထားပါတယ် ILO ဒီကြီးကိုညွန်ညွတ်ညွန်ချုပ်ကိုတင်ပြထားပါတယ်သူတို့ကအချမ်းမစစ်တပ်ကထူထောင်တဲ့ရန်တရားကတော့သုံးစားမရပါဘူးဘာလို့လဲဆိုကျူးလွန်တဲ့သူတွေကိုယ်တိုင်ပါထားတဲ့ ထူထောင်ရေးယန္တရားဖြစ်တယ်ဘလို့မှပြည်သူလူထုတို့အကာအွယ်ပေးနိုင်တဲ့ယန္တရားမဟုတ်ဘူးယုံကြည်ရတဲ့ယန္တရားမဟုတ်ဘူးဒါကြောင့်မို့လို့အာယလုကဓာတ်ရိုက်ထူထောင်ဖို့တိုင်းကြားရေးယန္တရားကိုဓာတ်ရိုက်ထူထောင်ဖို့ဆိုတော့တင်ပြထားပြီးသားဖြစ်တယ်အဲ့ကနေတစင်ပြည်သူလူထုသည်ကိုအခွင့်အရေးချိုးဖောက်ခံရတဲ့နေရာမှာကိုကိုယ်တိုင်အမှုကိုတိုင်ကြားတတ်အောင်လုပ်ဖို့လိုပါတယ်တိုင်ကြားဖို့လည်းလိုပါတယ် ့ဆိုတော့အမှုတိုင်ကြတဲ့နေရာမှာလဲအဲလိုဒီတိုင်ကြတဲ့သူအန္တရာယ်မဖြစ်အောင်လို့သူတို့ဒီအဲသူတို့လုံးတက်ပါတယ်အတွေ့အကြုံရှိခဲ့ပြီးသား2000ခုနှစ်ထဲကအတွေ့အကြုံရှိခဲ့ပြီးသားဖြစ်တဲ့ကြောင့်မလို့အဲ့ဒီတိုင်ကြတဲ့သူဘလို့အကာအကွယ်ပေးရမလဲဆိုတော့သူတို့သိပါတယ်ဆိုတော့အဲ့ဒါကိုသာမိဘပြည်သူလူထုကဒီရန်ရဲကိုကောင်းကင်ဆိုတာအသုံးပြုပါလို့ဒီနေရာကနေတင်ပြခြင်းပါတယ်အရေးယူတဲ့ဆုံးဖြတ်ချက်တွေထဲမှာစေဥစုကိုတိုက်ရိုက်ထိခိုက်စေတဲ့အရာတွေရောပါဝင်ပါသလား ပိတ်ဆို့ရေးယူမဟုတ်လားလေသူတို့လိုချင်တာကသူတို့ကလူရအသွေးမခံရဘူးပေါ့နော်အပြည်ပြည်ဆိုင်ရာနေရာမှာဘာလို့လဲပြည်သူလူထုကသူတို့ငါတို့ကိုအုပ်ချုပ်ပါဆိုပြီးတော့တရားဝင်မှုပေးထားတဲ့အစိုးရမဟုတ်ဘူးသူတို့ကလုံးဝကိုအစိုးရမဟုတ်တာအဲ့တော့အာနာသိန်းကနေကိုကအမတို့ဂုံယူတာတော့ရှိတယ်အာနာသိန်းကနေကိုကအိုင်ဟဲလိုမှာသူတို့ကို military government လို့တော့အသုံးခံဘူးအဲ့ဒီ government စကလုံးကအစဖြုတ်တာ no military region ပဲ military region authority အာဏာမှန်လို့သုံးတာတော့မတို့တော်တော်ခံပြင်းနေပြီအာလက်ရှိမှာတော့တို့ကတော့ခုနလိုမျိုးပေါ့နော်လက်နက်နဲ့ de facto power ဟိုရထားတော့အာအဲ့ဒီသကလုံးတော့အမားတို့လုံးလို့မရဘူးဒါပေမဲ့သို့တော့ military reaching မဲ့အမားတို့သုံးတာ military ဂျန်သားပဲသုံးတာ military government လို့တော့မသုံးတို့တို့ဒီအမားတို့အစိုးရမဟုတ်ဘူးနံပါတ်1ချက်အဲ့ဒါလှုပ်ထားနိုင်ရဲ့နံပါတ်2ချက်ပါလဲဆိုရင်အကြမ်းဖက်စစ်တပ်ကိုနှိပညာရငွေကြေးရယနေ့အချိန်ထိ ကူညီပံ့ပိုးမှုမလုပ်ထားပါဘူး ILO agency ကတော့သိကြတယ်ကုလသမဂ္ဂ agency ကြီးထဲမှာသူတို့ရက်ဆိုင်ထားတယ်အခုနံပါတ်3ဆင့်အဲ့ဒီကနေတဆင့်အခုသွားနေတာကသူတို့ကိုလုံးဝအလုံးစုံပိတ်ဆို့ဖို့ဖြစ်တယ်စစ်တပ်ကိုအလုံးစုံပိတ်ဆို့ဖို့သွားနေတာဖြစ်တယ်အဲ့တော့ပိတ်ဆို့ဖို့ကဘာလဲသူတို့ ਨੇ ဆက်ဆံရေးတည်ဆောက်နေတဲ့အရာကို review လုပ်ပြီးတော့အရေးယူဖို့ရယ်ပြီးတော့သူတို့ဝင်ဝင်ရနေတာသူတို့ကဆက်ပြီးတော့အုပ်ချုပ်ခြင်းသူတို့ဝင်ဝင်ရဖို့လိုတယ်ဆိုတော့ဝင်ဝင်ရှိဖို့လိုတယ်အဲ့ဒီဝင်ဝင်ကိုဖျက်တော့ဖို့ကြိုးစားတာဖြစ်တယ် ဆိုတော့အဲ့ဒါသွားဖို့ဖြစ်ပါတယ်မြန်မာနေဥတော်လိုင်းရဲ့အရေးတစ်ခုကိုဖြတ်တန်းနိုင်ဖို့အတွက်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပြည်တွင်းကအလုပ်သမားတွေကိုဘယ်လိုမျိုးသတင်းစကားပါကျင်ပါသလဲရှင်ဒီတိုက်ဝဲဟာတဦးကောင်းတယောက်ကောင်းတစ်ဖွဲ့ကောင်းနဲ့တိုက်လို့ရတဲ့တိုက်ပွဲလည်းမဟုတ်ဘူးဘာလို့ဆိုတော့အနှစ်80ကျော်ကြာအမြင့်တွင်နေတဲ့ဒီအကြမ်းဖက်ဆက်တက်ကိုဖြိုချရတဲ့တိုက်ပွဲဖြစ်တယ်ပေါ့နော် တေချာရာကကောင်းမွန်လှပတဲ့အနာကအထုသဖြင့်တော့အလုတ်သမားဒူးအတွက်ပေါ့နော်မိဘပြည်သူလူထုအတွက်အလုတ်သမားဒူးအတွက်ကောင်းမွန်လှပတဲ့အနာကအလုတ်ကင်ကိုဖန်တီးပေးခြင်းတေချာတဲ့ဒီအကျမ်းမစတောက်မှာအဲ့လိုမျိုးအလုတ်ကင်အနာကဖန်တီးပေးလို့မရဘူးတေချာတဲ့နော်အဲ့ဒါကြောင့်မလို့လုတ်ပေးလို့လည်းမရဘူးဒါသမိုင်းအစဉ်စား1.90အတွင်းမှာကြုံတွေ့ခဲ့ပြီးသားတက်တည်ပြထားပြီးသားကိစ္စရည်ဖြစ်တယ်ဒါကသမိုင်းမှတ်တမ်းတွေဖြစ်တယ်ဒါကြောင့်ကောင်းမွန်တဲ့အလုတ်ကင်တင့်တော်ကောင်းမွန်တဲ့အလုတ်ကင်ကောင်းမွန်တဲ့အနာကတ် လူနေမှုအဆင့်တန်းနေလိုချင်တယ်ဆိုရင်တေချာပေါက်ဒီအမြင့်တွင်နေတဲ့စစ်တပ်ဆက်အာဏာရှင်စနစ်ကိုဖယ်ရှားမှရမယ်။ဒါကြောင့်အဲ့ဒီဖယ်ရှားရေးကိုတွားနေတာ ဖြစ်တယ်။အဲ့လိုနှစ်80ကြာအမြင့်တွင်နေတဲ့လုံတဲ့နေရာမှာတဦးကောင်းတစ်ယောက်ကောင်းတစ်ဖွဲ့ကောင်းနဲ့လုံလို့ရတဲ့ကိစ္စမဟုတ်ဘူး။ဒီဟာကအားလုံးတိုက်တဲ့တိုက်ပွဲဖြစ်တယ်။အဲ့တော့ ILO တိုက်ပွဲကလည်းပြန်ကြည့်ရင် ILO ဆိုတာအဝေးကြီးမဟုတ်ဘူး။ ILO ဆိုတာကိုယ်ပဲ။နော် ILO လို့ပြောရင်အလုံသမားတမကတွေကြီးပဲလားဆိုမဟုတ်ပါဘူး။ no ပါ။နော် ILO ဆိုတာက နိုင်ငံမြန်မာနိုင်ငံထဲမှာရှိတဲ့တဦးတယောက်ချင်းစီနဲ့သက်ဆိုင်တဲ့သူတွေအအကုန်လုံးက ILO ရဲ့အဖွဲ့ဝင်ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်မြန်မာနိုင်ငံက ILO ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့တွေ့ကြောင်မလို့ဒါကြောင့်မလို့ ILO ရန်နီးယားဆိုတာကိုယ်နဲ့အဝေးမဟုတ်ဘူးကိုယ်ဖြစ်တယ်။ဒါကြောင့်မလို့အဲ့ဒီရန်နီးယားကိုအကောင်းမွန်စွာဟိုအသုံးပြုစေချင်တယ်။ဘယ်သူပဲတိုက်တိုက်ဥမာ ပြောချင်တာအချမ်းပါစစ်တပ်ကိုဘယ်နေရာပဲအဟိုလုတဲ့နေရာမှာဘလို့ဘယ်နီလာပဲပါဝင်ပါဝင်အဲ့ဒီနီလာနေအားလုံးကိုဂျိုးဆိုရမှာဖြစ်တယ်။ နော်နိုင်ရနိုင်ရအကုန်လုံးလုံးကြတာသတင်းမီဒီယာနဲ့သတင်းမီဒီယာအခန်းကဏ္ဍဒီမိုကရေစီနဲ့လူ့အခွင့်အရေးပြန်ရဖို့ကြိုးစားနေတယ်ထို့နည်းတူပဲကုလသမဂ္ဂအေဂျင်စီရန်နီးယားမှာလုပ်နေတဲ့သူကလည်းဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုကြိုးစားနေတယ်ထို့နည်းတူပဲအိုင်အယ်လိုရန်နီးယားထဲမှာလည်းအမားတို့ကအလုံသမားအခွင့်အရေးလူ့အခွင့်အရေးဒီမိုကရေစီရဖို့ကြိုးစားနေတယ်ဘယ်ရန်နီးယားကပဲလုံလုံဒါသည်အမားတို့ရဲ့ဘုံအာနာရှင်စနစ်ကိုတော်လန်တာဖြစ်တဲ့ကြောင့်မလို့တဦးနဲ့တဦးဒါထောက်ခံအားပေးရမှာဖြစ်တယ် နော် ILO ဆိုတာလည်းမိမိဖြစ်တယ်အဝေးကြီးမဟုတ်မိမိတို့သာဖြစ်တယ်ဆိုတော့ဒါကြောင့်မလို့ဒီရန်နေရာမှာလည်းအားလုံးအတူတကွာပူးပေါင်းပြီးတော့တိုက်ပွဲဝင်ပေးကြပါလို့ဒီနေရာကနေပြီးတော့သွေးစည်းညွတ်စွာနဲ့အာတောင်းဆိုလိုပါတယ်